ခရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျွန်မကတော့ဒုခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟီဇယ်ပဲဖြစ်ပါတယ်။ကျွန်မအခုဖတ်ပြပေးမှာကတော့ဆရာချီဦးညူရေးသားထားတဲ့စောလုံးဆောင်းမာကလေးဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။စောလုံးဆောင်းမာကလေး ာတိယပတိပကံရဆွဲမှာ ထင်ရှားခဲ့တဲ့နရာတိယပတိမင်းရဲ့စကားတခုဖြစ်ပါတယ်။ငဲမီမင်းခွေချီလို့ခေါ်တဲ့နရာတိယပတိဟာပကံရဆွဲမှာ ဖြစ်ရဆုံလင်းလာတဲ့ဘယင်တစ်ပါးဖြစ်ပါတယ်။အမျက်ဆောင်မှန်ကြည်ချင်းစီးစိမ်ရင်မူးချင်းအတိညာနေချင်းမစင်မချင်းအစောတလင်းစုံဖြတ်အမိန်ပေးချင်းစတဲ့စီရိုက်လက္ခဏာတွေနဲ့ပြည့်စုံသူလို့ဆိုပါတယ်။ သူလက်ထက်မှာထူးထူးခြားခြားလို့ဆိုရမယ့်ဖြစ်ရက်တွေကလည်းအများသာပဲဖြစ်တယ်။မိဖုရားကြီးဖွာစောဟာအမဲတစီအနီးကပ်ထိမ့်မက်နေရတဲ့ဘယင်ဖြစ်ပါတဲ့။စောလုံးစောက်မှခလဲဒီစကားဖြစ်ပေါ်လာပုံကဒီလိုပါ။ညွေလာရာဒီမှာရည်ဖြန်းကစားမြဲဖြစ်တဲ့နရာတိယပတိဟာနန်းတော်ကနေညစ်စိတ်အထိအမိုးကအပြည့်တဲတန်လျာရှိကြီးကိုထိုးညစ်စိတ်မှလည်းမင်းတဲဆောက်စီပြီးရည်ကစားလိရှိပါတယ်။ မောင်မမိတ်သက်အစုံလေးနဲ့ဖြစ်တယ်။ဒီပွဲတပွဲမှာမိဖုရားဆောလွန်ကိုမျက်စိမျက်နှာဥဆန်ရွှင်ရွှင်စွတ်အောင်ရေပဲလို့မောင်မငယ်တဦးထံကြိတ်မှားထားပါတယ်။ဆောလွန်ဆိုတာကနရတိယပတိအလွန်မြောက်စားချစ်ကြည်တဲ့မိဖုရားငယ်တဦးဖြစ်တယ်။အချစ်ကြီးသူမို့ခက်ကြမ်းကြမ်းကလေးကြီးစဲတဲ့သဘောဖြစ်ပါတယ်။မောင်မမိတ်သက်တွေအလဲမှာဆောလွန်ဟာ ရေမွန်ပြီးဝူဝါပြိုလဲအရှက်တကွဲဖြစ်ခဲ့ရပါတယ်။ ဒါကိုနရာတိယပတိကတဟာဟာနဲ့ရေပွဲဖွဲ့ဘရင်ရေတော့အလုံးကလည်းလိုက်ရေကြတာပေါ့လေစောလုံးဟာငွေရွေးချော်မောသလောက်အလှကုန်နဲ့မမာနကြီးရတဲ့အထဲရေတပင်ပွဲမှာအရှက်တကွဲဖြစ်ခဲ့ရတော့မင်းကြီးအပေါ်အမျက်သူနှလုံးနာပြီးပွဲတော်စားမှာအစိတ်ခတ်ပါလေရောဒီအမှုပေါ်သွားတော့မင်းကြီးကစောလုံးကိုစစ်မေးပါတယ်စောလုံးကဟဲပန်းပုတ်တယ်မြင်းနင်းကိုငါလှုပ်ကြွေးမွေးမြူ၍ ငါကိုနင်းသူကောင်းပြုလင်ဤသူတော်ကိုဖြစ်၍အထင်အရှားရှိပြီးမှ မောင်းငယ်ကိုနှုတ်ထဲ၍အဝိအစာဥဆန်ဆွတ်အောင် နင်းလို့တော့ကြောင့်နင်းကိုငါနှလုံးထောင်၍ကြံသည်ဟု ပြန်ပြောပါတယ်။ပန်ပုတ်တဲ့မြေဆိုတဲ့စကလုံးဟာနရာတိယပတိရဲ့မြူယူစင်မြစ်ကိုလှမ်းပြီးငေချိုးငေနာဖော်လိုက်တဲ့စကားဖြစ်တယ်။ဒီစကလုံးကိုဘယင်မခံနိုင်ပါဘူး။ဒါအပြင်အစိတ်ခက်လုံးချက်နေဆိုတာကလည်းအဆုံးစွန်သောရာဇဝတ်ပြင်မှုလို့ဆိုတော့ဘဘဲသမားတွေကော တန်ကြက်စင်းလှုပ်ခိုင်းပြီးဖူထိုးကြက်တည်းတက်စီအမိန်ချပါတယ်။မိဖုရားစောလုံးဟာခုနှစ်ရက်လုံးလုံးအတိတ်ထံဝင်တည်င်းတီလာဆောင်ပြီးမှတန်ကြက်စင်းထက်တက်တယ်လို့ဆိုပါတယ်။တီလာကုံကြောင့်မိသုံးချင်းတည်ပြီးမှငါသည် ခနာချင်းကျွံ၍ပျောက်စီသားလို့အတိတ်ထံပြီးအနေဆရောက်သွားပါတယ်။နရတိယပတိမင်းဟာစောလုံးကိုတက်ပြီးနောက်စက်တော်ခေါ်ချင်းရောက်လီရောင်ရံတန်တခေါ်မိပါတယ်တဲ့။အခါတိုင်းသူအိယာအဝင်မှာ ထွေးပွေချော်တဲ့ခါစားရသူဟာစောလုံးဖြစ်ခဲ့တာကလားဒီတော့မင်းကြီးဟာအိယာဝင်တာနဲ့ညီတန်းပါတော့တယ်စောလုံးစောင့်ပါခလဲစောလုံးစောင့်ပါခလဲတဲ့စောလုံးကိုစီရင်ပြီးပါပါကောလို့မိဖုရားစောတတိပြီးတော့မှငါမှားပြီးရဲ့လို့နှလုံးကြည်ကွဲပြီးအိတ်မပြောနိုင်ဖြစ်ရပါတယ်မဟာသေးဆရာတော်တရားနဲ့ဆုံးမမအတန်အသင့်ဝေဒနာပြေးပြီးနောက်ငါမြက်ခဲ့တော့လာခွဲစေရက်ထားပြီးမှ အချင်းခတ်သိန်းကိုမင်းမြန်စီစစ်အောင်ပြီးမှစီရင်တင်သူစီရင်လွတ်တင်သူလွတ်စီလို့မိန်ပါတဲ့။ဒါကြောင့်ချစ်ခင်လေးစားအပ်သောမိတ်ဆွေတို့အနေနဲ့ကျွန်တို့မှာကိလေသာအကြံစားတွေအခမ်းရှိနေလေတော့တစုံတစ်ခုမိမိကိုထိခိုက်လာတယ်လို့ထင်မြင်ယူဆလိုက်တဲ့အခါပြင်းထန်တဲ့ပေါက်ကွဲမှုတွေထွက်ပေါ်လာတဲ့ကြပါတယ်။အဒီပေါက်ကွဲမှုရဲ့ဖြစ်စဉ်နောက်ခံအကြောင်းရင်းတွေထဲမှာတရခန်ဟာသူပဲဖြစ်နေတတ်ပြီးမိမိရဲ့အပြစ်မရှိဘူးလို့လည်းယူဆတတ်ကြပါတယ်။ သူကြောင့်ဒင်ကြောင့်ငါကဲ့သို့သောသူကိုများစသဖြင့်အတ္တမန်မာနာဒေါသမီအစိတ်တောက်လုံပြန့်နှံ့လာတဲ့အခါမျိုးမှာမပျော်တင်တာပျော်မိမလုတ်တင်တာလုံမိနဲ့ဖြစ်တတ်ပါရဲ့နရာတိယပတိကတော့စောလုံ ဆောင်းပါကလေးလို့လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကလေးကမြည်တမ်းရေရွတ်ခဲ့ဘူးပြီအထက်ကျောင်းရမှာပါဝင်နေအတာရည်တကြံပွဲတော်ကြောင့်ဘဝဆက်သိမ်းမလာခဲ့သူမိဖုရားစောလုံအကြောင်းကိုလည်းမျှဝေပေးခြင်းပါတယ် မြန်မာရာဇဝင်မှာအကြည်စားတန်ကရံများရဤအချစ်ကြီးလို့အမျက်ကြီးဆိုတဲ့ဆိုယိုစကားတွေကမှန်ကန်ကြောင်းကိုတက်တည်ပြဖို့ခဲ့တဲ့မိဖုရားတစ်ပါးအမှန်တကယ်ရှိခဲ့ပူပါတယ်။အတီသူကတော့အတာရေကြံပွဲတော်ကြောင့်ကန်ဆိုးမိုးမောင်ကြပြီးဘဝဆက်သိမ်းမှလာခဲ့တဲ့မိဖုရားစောလုံးပဲဖြစ်ပါတယ်။ယူစင်းအင်ကချော်မောလှပပြီးဘရင်အချစ်ဆုံးမိဖုရားဖြစ်ခဲ့တဲ့စောလုံးရဲ့ဘဝဆက်ကြောင်းကဘလို့ကြောင်းများ ရာဇဝင်မှာစတင်ရလောက်တဲ့အထိဖြစ်ခဲ့ရတယ်ဆိုတာကိုတော့ဆက်လက်လေ့လာကြည့်လိုက်ကြရအောင်မိဘယာစောလုံးဟာရှမ်းပြည်မှာတီဘောစောဘွားကြီးရဲ့သမီးတော်တစ်ပါးဖြစ်ပြီးတရုတ်ပြည်မင်းလို့လူသိများတဲ့နရတီယာပတိမင်းရဲ့မိဘယာတွေကတစ်ပါးဖြစ်ပါတယ်နရတီယာပတိမင်းဆိုတာကတော့အလောင်းစီသူမင်းကြီးရဲ့မိတော်ဥဇနာမင်းကြီးရဲ့သားတော်ဖြစ်ပြီးပကံမင်းဆက်ရဲ့52ဆက်မြောက်မင်းလည်းဖြစ်ပါတယ် နရာတိယပတိမင်းဟာပကံထီနန်းကိုနှစ်ပေါင်း30ကျော်တိမ့်ပိုက်စူးစမ်းနိုင်ခဲ့တာကြောင့်နန်သက်ရှိတဲ့ဘရင်တစ်ပါးအဖြစ်မှတ်ယူနိုင်ပြီးရာဇဝင်ကျမ်းတွေရဲ့ရည်သားဖော်ပြချက်အရဆိုရင်တော့သူကကျမ်းမာရေးလဲအလွန်ကောင်းမွန်တယ်လို့တန်ဝေးကြီးနှာချီချင်းမျှပင် မဖြစ်ဘူးတဲ့သူလို့သိရပါတယ်။ဒါအပြင်အစာတောက်ကိုလည်းခုံမင်းနှစ်ချိုက်သူဖြစ်တာကြောင့်ပွဲတော်တည်တဲ့အခါမျိုးမှာဟင်းအခွက်အကြီး300ပြည့်တော်မှဒါလင်း ပွဲတော်တဲလေးရှိတဲ့မင်းတပါအဖြစ်လဲတမိုင်းမှတ်တမ်းတင်ခြင်းခံထားရတာကိုတွေ့ရပါတယ်။နောက်ထပ်တမိုင်းရာဇဝင်ကျန်းတူထဲမှာတော့နရာတိယပတိမင်းဟာအကြီးစားတန်တယ်လို့အမျက်ဒေါသလဲကြီးပြီးစိတ်မထင်ရင်မထင်တယ်လို့ပြုတ်တတ်သူဖြစ်တယ်လို့ဖော်ပြထားပါတယ်။အထူးသဖြင့်အိယာနိုးလာတဲ့အခါမှာဆိုရင် အနီနာမှာရှိတဲ့လက်နက်သို့မဟုတ်အရာဝတ္ထုပစ္စည်းတစ်ခုခုနဲ့ဘေးနားမှာရှိတဲ့ရံရွေတော်တွေမူမတ်တွေကိုပြစ်ပုတ်တတ်တဲ့အကျင့်လေးရှိပါတယ်။ ဒါကြောင့်မိဖုရားဆောလုံးဟာနရတိယပတိမင်းကြီးအိမ်မောကြနေတဲ့အချိန်တွေမှာဆိုရင်လက်နက်တွေပစ္စည်းတွေကိုတင်စီထားရပြီးပစ်ပေါလို့ထိခိုက်မိတဲ့အခါမှာနာကျင်ခြင်းမရှိစေတဲ့ခရံသီးတွေတံမြာသီးတွေကိုပြောင်းလဲထားရှိပေးရပါတယ်။နရတိယပတိမင်းကြီးဟာသူ့ရဲ့မိဖုရားတွေထဲမှာဆိုရင်မိဖုရားဆောလုံးကိုအမျက်နှိုးဆုံးဖြစ်ပြီးမိဖုရားကောင်းကြီးဖြစ်တဲ့မိဖုရားဖွာဆောကိုတော့အယူသေးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့မိဖုရားစောလုံဟာရှမ်းသွေးပါသူပြီးပြီးအလှသွေးကျွဲဝသလိုအိန္ဒြေသိခါကြည်မာပြီးဘာသာတရားကိုလည်းယူသေးကန်ဆိုင်တတ်သူဖြစ်တာကြောင့်သူ့ရဲ့အချိန်အများစုကိုဘာသာရေးနဲ့သာကြော်ဖြတ်လေးရှိပါတယ်။ဒါအပြင်နန်းတော်အတွင်ပျော်ပွဲရှင်ပွဲတွေကျင်းပတဲ့အခါမှာဆိုရင်လည်းကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲဘေးတနေရာမှာသာအသာအယာဆံမြန်းနေတတ်သူရဲ့ပါ ဒီလိုအရှက်အကြောက်ကြီးမားလွန်းတဲ့မိဖုရားစောလုံးရဲ့ကြမငင်းမှုကတော့တခါတော့နွေရာသည့်အချိန်အီယာရီမြေကန်နဘီမှာ အတာတကြံပွေကျင်ပခေရာကအစတင်ပါတယ်။အတီတုံကနရတိယပတိမင်းကြီးဟာတကြံပွဲမှာရေကစားဖို့အတွက်လူအများမမြင်နိုင်အောင်နန်းတော်ကနေမြစ်စိတ်အထီကို အမိုးကာရီကာယံပြီးသွားရောက်ခဲ့ပါတယ်။မြစ်စိတ်ကိုရောက်တဲ့အခါမှာလဲမိဖုရားတွေကိုလို့တော်တွေမောင်မမိတ်တန်တွေနဲ့အတူရေကစားမန်တပ်မှာ ရေသပင်ပွဲဆင်နွှဲခဲ့ပြီးဒီလိုဆင်နွှဲတဲ့အချိန်အတွင်းမှာတော့မိဖုရားစောလုံးဟာသူ့ရဲ့မူလအကျင့်အတိုင်းပါဝင်စော်ကစားခြင်းမရှိပဲမြင့်စိတ်အနီးကယာယီတဲနန်းမှသာဥပုပ်ဒီလစောက်တည်နေခဲ့ပါတယ်ဒီတစ်ခါမှာတော့အကြည်စားတန်လာတဲ့နရတိယပတိမင်းဟာအင်ဒရီကြီးလို့နေသူ့ရဲ့မိဖုရားစောလုံးကိုရည်ရွယ်ရွှေရွှေဆူယုံသားမကရည်မွန်းအောင်ပတ်ဖို့အတွက်ဘေးမှာရှိတဲ့မောင်မမိတ်တန်တွေကိုအမိန့်ပေးခဲ့ပြီး ယာယီတဲနန်းမှာရှိနေတဲ့စောလုံးကိုလည်းသူ့စီလာရောက်ခါစားဖို့အတွက်အခေါ်လှုပ်ခဲ့ပါတယ်။အချိန်နဲ့ရရက်ကိုတတိမမှုမီတဲ့စောလုံးကတော့လင်တော်မောင်အရှင်မင်းကြီးရဲ့အမိန့်အတိုင်းရှေ့တော်မောက်ကိုခါစားဖို့အတွက်ရေကစားမန်တက်စီကို ဝင်လာခဲ့ပါတယ်။အဲဒီလိုနဲ့မန်တက်ထဲရောက်တဲ့အခါမောင်မမိတ္တန်တွေက အရှင်မင်းကြီးမှားကြားထားတဲ့အတိုင်းမိဖုရားစောလုံးကိုတကိုယ်လုံးရွှေရွှဲဆူယုံသားမကအသက်ရှူချက်အောင် ရေတွေလောင်ပတ်လိုက်တာကြောင့် အရှက်ကိုအသက်ထက်ပိုတန်ပိုထားသူစောလုံးခမားမှာလူပုံအလေအရှက်ကွဲခဲ့တဲ့အပြီးအခြားသောမိဖုရားတွေနဲ့ရန်ရွေတော်တို့ရဲ့ရေမုံမှုကိုပါရရှိခဲ့ပါတော့တယ်။ဒါတင်မကားသေးပဲခင်မုံတော်ဆက်သူနရတိယပတိမင်းကပါ သူ့ရဲ့ဖြစ်အင်းကို ရှူစားပြီးသဘောတကျနဲ့တတော်တော်ရေမုံနေခဲ့တာကြောင့်စောလုံးရဲ့စိတ်မှာပုံမူခံစားရခက်သွားခဲ့ပါတယ်ဒီတုန်းကအတာရေသပင်ပွဲဆိုတာရေကိုခန္ဓာဆူယုံအနေထားမျှတာ ရင်ရင်ကြီးကြီးပပြန်းလေးရှိတဲ့ဓလေအဖြစ်သားရှိသေးတာဖြစ်တယ်။ဒါကြောင့်ခေါင်းအစချီအစုံတကူလုံးရွှဲရွှဲဆိုပြီးအသက်ရှူကြလောက်အောင်ရေတွေလောင်ချခံထားရသူစောလုံးအတွက်ကတော့ဒီအဖြစ်ဟာအသေးခိုက်အောင် အလွန်နာကျင်စရာကောင်းခဲ့တယ်လို့ခင်မုံဖြစ်သူအပေါ်မှာလဲနာကြီးစိတ်တွေရံညိုးတွေဖြစ်ပေါ်စေပါတော့တယ်။အဒီနောက်မှာတော့သူ့ကိုအရှက်မဲစေခဲ့သူနာရတိယပတိမင်းကိုလက်စားချေဖို့ကြံစည်ခဲ့ပြီးကြံစည်တဲ့အတိုင်းလဲ မင်းကြီးပွဲတော်တီမဲစားတော်အုပ်ထဲမှာအစိတ်ထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့ဘယင်းတွေရဲ့ဖုံးကန်အရှိန်အဝါကအင်မတန်မြင့်မားတယ်ဆိုတဲ့အတိုင်းနရာတိယပတိမင်းရဲ့ဖုံးကန်အဟုန်ကလည်းထိုစဉ်အချိန်မှာမြင့်မားနေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။အကြောင်းကတော့ပွဲတော်မတည်ခင်အချိန်မှာအနီးအနားစီခွေးတကောင်ကအမတ်မတင်ဆိုသလိုရောက်ရှိလာခဲ့တာကြောင့်မင်းကြီးကလည်းဒီအချင်းရအပေါ်မှာသင်္ကာမကင်းဖြစ်ပြီးသူ့ရဲ့ပွဲတော်အုပ်ထဲကဟင်းတစ်ဖက်ကိုခြကျူးခဲ့ပါတယ်။ ဒီအခါမှာတော့ခွေဟာချကျွေးတဲ့အသားကိုစားပြီးအချိန်ခဏအတွင်းမှာတည်ဆုံသွားခဲ့တာကြောင့်နရတိယပတိမင်းဟာသူ့ပွဲတော်ဒီမဲ့ဟင်းတွေထဲမှာအစိတ်ပါဝင်နေတယ်ဆိုတော့ကိုတတိမူသိရှိသွားပါတော့တယ်။ပွဲတော်အုပ်ထဲမှာအစိတ်ပါဝင်နေကြောင်းကိုမင်းကြီးသိရှိသွားချိန်မှာတော့ဒေါသပုံထားပြီးပွဲတော်အုပ်ဆက်သားသူကိုရှေ့တော်မှောက်ခေါ်ဆောင်လာဖို့အမိန့်ပေးလိုက်ပါတယ်။ဒီအချိန်မှာမိဖုရားတွေထဲမှာတပါးဖြစ်သူမိဖုရားဖော်စော်ကမင်းကြီးပွဲတော်တည်ဖို့အတွက် နေ့စဉ်လာပိုးတဲ့ဟင်းကွက်တွေကဘယ်ဟင်းကွက်ကိုဘသူကဆက်သပါတယ်ဆိုတာအတိအကျမှတ်ရတာဖြစ်တဲ့အတွက်အစိပ်ပါတဲ့ဟင်းကွက်ကမိဖုရားစောလုံးဆက်သတာဖြစ်ကြောင်းကိုရှောက်တင်ပါတယ်ဒီလိုနဲ့စောလုံးတယောက်ဘရင်ရှိတော်မောက်ရောက်တဲ့အခါမှာတော့မင်းကြီးဟာမမမိတ်တန်တွေကိုမိမိအားရေပတ်ဖို့အတွက်စီခိုင်းခဲ့ပြီးလူပုံအလဲမှာယာဇအင်ဒရီပြစ်အောင်အရှက်ခွဲခဲ့တာကြောင့်မင်းကြီးရဲ့အသက်ကိုလှုပ်ကြံခြင်းဖြစ်ကြောင်းဒီအတွက် ငင်းကြီးပေးလို့ဒီအပြစ်ကိုပေးနိုင်ကြောင်းဆိုက ကြောက်ရွံ့ခြင်းအလင်းမရှိပဲရရဲဝင်ဝင်ရှောက်တင်လိုက်ပါတော့တယ်။အဲ့ဒီလိုရှောက်တင်တဲ့အခါမှာလဲဟဲပန်းပုတ်တယ်မြေငင်းငေါကိုအီယာဝရီမြစ်ထဲလူပုံအလဲမှာအရှက်ခွဲခဲ့တာမေ့နေပြီလားလို့ဆိုကစောလုံးကမင်းကြီးရဲ့မျိုးရိုးစာတီးဖို့ကမချီမငန်းပြောဆိုပါတယ်။နရတိယပတိမင်းရဲ့မေတော်ဟာဆိုရင်မြစ်သာရွာသူပန်ပုတ်တဲ့ရဲ့တမီးဖြစ်ပါတယ်။ ဒီအခါမှာတော့စောလုံးရဲ့စကားတွေဟာရခင်ကလေးကအမျက်ဒေါသကြီးမာတဲ့နရတိယပတိမင်းကိုပုံမိုးစိတ်ဆိုးဒေါသထွက်သွားစေခဲ့တယ်လို့မိဖုရားစောလုံးကိုဖိုးကျင်ထိုးပြီးစီရင်စေလို့လဲအမိန်တော်ချမှတ်ခဲ့ပါတယ်။ဒီလိုစီရင်ဖို့အတွက်လဲဘဘဲသမားဥယျာဉ်တထောင်ကိုအသုံးပြုပြီးအချိန်တို့အတွင်းမှာတန်ကြပ်စင်ကိုပြုလုပ်စေပါတယ်။တန်ကြပ်စင်ကိုပြုလုပ်နေတဲ့အချိန်အတွင်းမှာတော့မိဖုရားစောလုံးကခမန်းထားတဲ့အချိန်ထက်ဆွဲပြီးခုနှစ်ရက်ကြာပြုလုပ်ပေးဖို့အတွက် ဘဘဲသမားတွေကိုရွှေငွေတွေပေးကတိတိစိတ်တောင်းဆိုခဲ့ပါတယ်။အဒီခုနှစ်ရဲ့အတွင်မှာတော့စောလုံးဟာတဏီကုံဆိုသလိုတရဏကုံတီလစောက်တီပြီးဖရာကုံတော်တရားကုံတော်နဲ့တန်ငါကုံတော်တွေကိုပဲရွတ်ဖတ်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ်။ခုနှစ်ရဲ့မြောက်တဲ့နေ့ကိုရောက်ရှိလာချိန်မှာတော့မိဖုရားစောလုံးဟာသူ့နဲ့အမျက်တစီရှိနေတဲ့စေပတိကိုလက်မကင်ပြီးမိအပူရှင်တွေကြောင့်ရဲရဲတောက်နေနေတဲ့တန်ကြက်စင်ကြီးပေါ်ကိုတက်လာခဲ့ရပါတယ်။ ဒီလိုတက်လာတဲ့အခါမှာတော့ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲတက်လာခဲ့တာဖြစ်တယ်လို့ကွက်မြက်ခံရဖို့စောင့်ဆိုင်နေတဲ့အချိန်အတွင်းမှာလဲယတနာ၃ပါးရဲ့ဂုံတော်တွေကိုသာတစ်ခုပြီးတစ်ခုအာယုံပြုပွားများနေခဲ့ပါတယ်။စောလုံးတရားတန်ကျက်ဆင်အပေါ်ကိုရောက်ရှိပြီးအချိန်တစ်ခဏအတွင်းမှာပဲမိုးကောင်းကင်မှာမိုးသားတွေတိမ်ဆိုင်တိမ်ခဲတွေပေါ်လာခဲ့သလိုနန်းတော်ကြီးတစ်ခုလုံးလဲမိုးချိုပြစ်တံတွေနဲ့မိုးချင်းတံတွေကြောင့်တုန်ခါနေခဲ့ပါတယ်။ အဒီနောက်တိတ်မကြခင် အချိန်အတွင်းမှာပဲမိုးတွေကတေးထန်စွာရွာချခဲ့တာကြောင့်တန်ကြပ်စင်ကိုအပူပီးထားတဲ့မီးတွေကလည်းငြိမ်သက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘယင်မင်းမြတ်ကကိစ္စမပြီးမချင်းတန်ကြပ်စင်နဲ့စီရင်မှုပြုရမယ်လို့အမိန့်ပေးထားတာဖြစ်တဲ့အတွင်အမှုထမ်းတွေမှာလည်းမင်းအမိန့်ကိုရှောင်လွှဲနိုင်ခြင်းမရှိဘဲနောက်တည့်ရက်မှာထပ်ပြီးမိဖုရားကိုတန်ကြပ်စင်ပေါ်တင်ရပြန်ပါတယ်။ဒီအခါမှာလေပထမတည့်ရက်အတိုင်း မိုးတွေရွာချလာတာကြောင့်မီးတွေငြိမ်သွားခဲ့တယ်လို့တတိယမြောက်နေ့ရောက်ပြန်တော့လဲအလားတူဖြစ်ရက်တွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒီလိုမျိုးသုံးချိန်တိုင်းတိုင်းမီးတွေငြိမ်ခဲ့ရပြီးနောက်မှာတော့မိဖုရားစောလုံးဟာသူမအနေနဲ့ယတနာ၃ပါးနဲ့ဂုံတော်ရီပွားများရခြင်းရဲ့အကျိုးအားကြောင့်အခုလိုဖြစ်တယ်ဆိုတာကိုသဘောပေါက်ဆင်ခြင်မိခဲ့ပါတယ်။ဒါကြောင့်လေမိမိသည်အတိတ်ဘဝက ကံကြမ္မာဝေကြွေးကြောင့်ယခုဘဝတွင်ယခုကဲ့သို့ခံရခြင်းဖြစ်ကြောင်းကိုနှလုံးသွင်းလိုက်ပြီးငါသည်ချမ်းသာခွင့်ရမည်မဟုတ်လင်တခဏချင်းပင် လောင်ကျွမ်းပါစေလို့ဆိုကအတိတ်ထံပြုလိုက်ပါတော့တယ်အတီတော်မှသာစောလုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကချက်ချင်းဆိုသလိုမိဟုံဟုံတောက်လောင်ကျွမ်းပြီးပြာကျသွားခဲ့တာဖြစ်ပါတယ်သူနှစ်သက်မြင်လို့ရတဲ့မိဖုရားစောလုံးကိုသူပြီးတဲ့အမိန်တိုင်းစီရင်ပြီးတဲ့အကြောင်းကိုနရတိယပတိမင်းကြားသိပြီးချိန်မှာတော့ နောင်တကြီးစွာရခဲ့ပြီးအိမ်မပြောစားမဝင်နဲ့တော်ကပြပါဒဝေခဲ့ကနန်းတော်တစ်ခုလုံးမှလဲစောလို့ငါ့ကိုစောင်းပါဆိုတဲ့တန်တဟေအော်တန်တွေကပဲ့တင်ထက်နေခဲ့ပါတော့တယ်နရတိယပတိမင်းရဲ့ဒီလိုဖြစ်ရင်ကိုမြင်တွေ့ရချိန်မှာတော့ရန်တာအရှင်သူမြတ်တို့ကပြည်တရားတော်တွေဟောကြားရွတ်ဖတ်ပေးခဲ့ကြသလို ပုံနာတို့ကလည်းဗေဒင်အတွက်ယတရားတွေခြေပေးခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မင်းကြီးဟာ သူ့ရဲ့လက်ချက်နဲ့တိမ်ပါသွားခဲ့သူ မိဖုရားဆောလွန်အတွက်ဤစုပြီးမင်္ဂလာစီတီလို့အမည်ရတဲ့ကောင်းမှုစီတီတော်တစုကိုတည်ထားစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။မိဖုရားဆောလွန်အတွက်ဤစုပြီးနရတိယပတိမင်းကြီးတည်ထားခဲ့တဲ့မင်္ဂလာစီတီကိုတော့ပကံမျိုးတောင်ပဲလေးပါလုံးခန့်အကွာမှရှိတဲ့မြင်းကပါရွာရဲ့မြောက်ဘက်မှာဖူးတွေ့နိုင်မှာဖြစ်ပါတယ်။ဒီစီတီကိုတည်တဲ့အခါမှာနရတိယပတိမင်းကရွှေစည်းကုံဖုရားရဲ့အသွင်သဏ္ဍာန်အတိုင်းတည်ဆောက်ဖို့စီခိုင်းခဲ့ပြီး ရွှေစည်းကုံဖရားနဲ့တူညီမှုမရှိပါကပယံသမားတွေရဲ့အသက်ကိုဇီဝင်ချွေမှာဖြစ်ကြောင်းမိန့်တော်မူခဲ့တာကြောင့်ပယံသမားတွေကလည်းမြင်းစီပြီးရွှေစည်းကုံဖရားကိုပြေးကြီးလိုက်မင်္ဂလာစီတီတီထားမဲ့နေရာကိုပြန်လာပြီးဖရားတီလိုက်လှုပ်ခဲကြရပါတယ်။ဒီလိုမျိုးခောက်တုတ်ခောက်ပြန့်အပြေးလွှားလှုပ်ခဲရတာကြောင့်စီတီတီနေတဲ့အချိန်အတွင်းမှာမောဘီအသက်ဆုံးရှုံးခဲ့တဲ့မြင်းကိုကောင်တောင်ရှိခဲ့တယ်လို့ပါဇက်ရာဆွေနေရဲ့အဆိုအရသိရပါတယ်။ မေဘီယာစောလုံးနဲ့ဆက်ဆက်လျက်ရှိနေတဲ့နောက်ထပ်ဘုရားတဆူကတော့ပကံမြို့တောင်ဘက်ချံအနော်ရထားလမ်းမကြီးရဲ့ဘေးဘက်မှာရှိတဲ့မင်းငင်ကုန်းဘုရားဖြစ်ပြီးဒီဘုရားဟာဆိုရင်မြင်းပြကူနွားပြကူနဲ့တဝါကူဘုရားတို့နဲ့မနီမဝေးမှာရှိတာဖြစ်ပါတယ်။ဒီဘုရားဟာမေဘီယာစောလုံးကိုဖိုးကျင်ထိုးပြီးမကွက်မြက်ခင်အချိန်ဟိုးရင်ကလေးကအဒီနေရာမှာဘွဲအမိမတိတဲ့စနစ်ရာစုလက်ရတထက်ကူဖျားအဖြစ်ရှိနေခဲ့တာဖြစ်တယ်။ ဒီလိုနဲ့မိဖုရားစောလုံးကိုကွံ့မြတ်တဲ့အခါမှာတော့မိသုံးချိန်ငင်ခဲ့တာကြောင့်အဋ္ဌိဂူဖုရားကိုလည်းမိငင်ကုန်ဖုရားလို့သတ်မှတ်ခေါ်တွင်ခဲ့ကြပါတယ်။မိဖုရားစောလုံးရဲ့တမိုင်းဖြစ်အင်ကို သိရှိကြတဲ့သူတွေအနေနဲ့ကတော့ပကံကိုအလေရောက်ရှိတဲ့အခါတိုင်းမှာအဆိုပါမိငင်ကုန်ဖုရားကဝင်ရောက်လေလာတဲ့ဖုရားတဆူဖြစ်တယ်လို့ပကံခိရဲ့ကြံရှိတဲ့အနုတုခုမလေယာတွေကိုလည်းလေလာနိုင်တဲ့ဖုရားတဆူဖြစ်ပါတယ်။ ကြည်စားလိုစိတ်နဲ့အရှက်စိတ်လွန်ကဲမှုကနေတဆင့်ဖြစ်ပေါ်လာခဲ့တဲ့နရတီယာပတိမင်းနဲ့မီဘီယာစောလုံတို့ရဲ့ဇလန်းဟာပကံသမိုင်းမှာရှိခဲ့ပူတဲ့ဆိုပေမဲ့လည်းအချိန်ကာလအတော်ကြာမြင့်လာတာနဲ့အမျှဒီနေ့ခေတ်နှောင်းလူတွေရဲ့အကြမ်းမှာစိတ်ဝင်စားစရာကောင်းတဲ့ဒဏ္ဍာရီတပုတ်အဖြစ်နဲ့သာကြံရှိနေပါတော့တယ်။ယခုလိုပကံပြည့်ရှိနရတီယာပတိမင်းနဲ့မီဘီယာစောလုံတို့ရဲ့အကြောင်းကိုဆရာကြီးသခင်ကိုတော်မိုင်းက မီဘီယာဆောလုံဆိုတဲ့လေးဂျိုးကြီးနဲ့အခုလိုဆက်ဆိုခဲ့ပါတယ်။မီဘီယာဆောလုံဆန်တူဝါနီ အရွက်ယောဂမြန်းချိန်မို့တကူးရသည်မှဖြင့်မန္နပူအညာစီ အထက်မနော လွမ်းလောက်ပါရဲ့တုံမြူဖြာစီကရမက်အကျော်အဖျော်တွေဖြန်းပါလို့အခက်လက်တော်ရာယောရာပန်းတွေနဲ့ခူးသမှုချွေကတ်တယ်။ဆက်တော်ရာစခန်းမှဖြင့်ဖူးလို့ရေးတက်ပဲပြန်လန်စာပြန်တော့ တကြံကြချင်းပေါ်ယမန်တမယစီကပကံတမတရှင်ဘရင်တားမွာပါပါတဲ့ဆောင်မနွေအလေဖုံးရောင်တော်ပြနေကြမောင်မရွှေညီမဟေသည်သုံးတောင်ကျော်မျှရင်နှင့်ဒီလနွေရသည်မဖြင့်ဆွေကလျာမဒီတွေကိုချစ်စိတ်ဆန်လိုတဲ့အာရည်နဲ့အေယာဝရီမြစ်စိတ်ကန်းတစ်ခုတို့တွားပါလို့ရွှေနန်းအစဉ်အလာရေဖြန်းမင်္ဂလာကစားစဉ်ကချစ်အားတော်ဘလောင်ဆန်လို့မို့ တဆောင်စံစောလုံးပတ်စင်ကတွတ်တွတ်လေးကြမငင်ဖို့ရက်ဆက်တဲ့ခမရထင်လို့မို့အစာတွင်အစိတ်တည်မဲ့ဈေးရဲနှင့်မဟာဘယင်ကို တိတ်တိတ်သေးဟက်လို့ကျွေးလေတော့ပြည့်ရေးတော်ရာဇဝိကဲနှင့်ကွင့်ညက်ပုံတအာနာကြောင့်ခမရမှာခန္ဓာတောင်ဆုံးရှားတဲ့တိတ်ထုံရာဇဝင်ကိုဖြင့်ဆရာရှင်ပြန်လန်လို့ဟောရတော့တော်ကြီးအလဲမာနောကွေမဟောတတိ ဘောမချီအောင်ပေါ့မောမိတကွေတေလန်းဝင်မှောင်ရှားတဲ့တမိရဲ့ကြောင့်ငွေနန်းရှင်မောင်မာဖြင့်မချိပြီးမို့စောက်မာခလဲဆောင်မာခလဲရဲလို့တာယလီရှားတကွေတမတနေလာနှွေမာဖြင့်ဖူပြပါအမြဘဝသေးပါဟဲ့လို့ဆိုကငူကမနာညာချန်းခါတွင်ပလျန်းကအသာဝင်နဲ့လာဆန်းယတနာအသွင်တို့ဗမရာတပင် မဟေတလျာတပါးကိုလာ ငါဘရင်ရေပတ်တာဖြင့်မှားပေါ်ဟဲ့လို့တရားတန်ဝေဖြေမပြောက်နိုင်တဲ့ရွှေပောက်ကံမြမမင်းလို့ပေါ့ခါတကြံຫນွေကဘဲရဲလို့ရေပွဲမှာအပျော်ရီစီမှာဖြင့်ကတော်ဒီဝီအရှက်ကွဲအောင်ပေါ့မျက်နှမဲမျက်နှာဖြူပတ်သူတွေကလည်းပေါ်ပေသမို့မန်ဆက်ယရနာပလင်မလီဗန်းစကြရှင်တွေစိုးစီဖို့ကမထမ်းပြဆရာမဝမ်းမတတသားနဲ့ဟော်လိုက်ပါရဲ့ဒေါ်ပုံအလှဲ့ တန်တရားရေးပြင်းမှာကြွားသူတို့ကဖြင့်သဘောမစုံသားနဲ့မခံပါခြင်းလင်လဲမကစားကြလေနှင့် ချောကုံနဲ့နှွေရှာတဲ့စောလုံရဲ့ပကံရာဇဝင်တရားပကံပြည့်ရှိနရတိယပတိမင်းရဲ့ နှုတ်ထွက်စကားတစ်ခွန်းဖြစ်တဲ့ဆောလိုငါကိုစောင်းမကလေးဆိုတဲ့အကြောင်းအရာတွေကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။